ကိုဘဝတိုးတက်ဖို့ဒီလမ်းညွန့်တွေကိုတစ်သက်လုံးအသုံးပြုဖို့လိုအပ်ပါတယ်။နံပါတ်1ဘဝဆိုတာခီးတစ်ခုပါ။ဘဝဟာတည်ယူမှုနဲ့ကြီးထွားမှုတွေနဲ့ပြည့်နေတဲ့ခီးတစ်ခုဖြစ်ပါတယ်။အတ္တတွေကိုစမ်းကြည့်ဖို့တတောင့်တတဆုံကနေထွက်ဖို့မကြောက်ပါနဲ့။နံပါတ်2အိမ်မက်တွေအမှန်ဖြစ်နိုင်ပါတယ်။ယုံကြည်မှုနဲ့လက်တွေ့လက်ဆောင်မှုရှိရင်အိမ်မက်တိုင်းအမှန်ဖြစ်နိုင်ပါတယ်။အကန့်အသတ်တွေကိုကိုယ့်ကိုယ်ရက်တက်ခွင့်မပေးပါနဲ့။နံပါတ်3အောင်မြင်မှုဆိုတာ အထုံးမှုနဲ့လာတယ်။အောင်မြင်မှုဟာအလွယ်တကူမရနိုင်ပါဘူး။စိတ်သက်ခံမှမူ၊ပြီးခံမှု၊အဆက်မပြတ်ကြိုးစားမှုတို့လိုအပ်ပါတယ်။နံပါတ်၄တည်ယူမှုဆိုတာအရှုံးမရှိဘူး။ကဘာမှာအသစ်စမ်းတွေကိုအမြဲတင်ယူနေရမယ်။စိတ်ကိုဖွင့်ပြီးအသစ်တွေကိုလက်ခံပါ။နံပါတ်၅ကြာရှုံးမှုဆိုတာသင်ခန်းစာပါ။ကြာရှုံးမှုကိုမကြောက်ပါနဲ့။ဒါတည်ယူဖို့နဲ့ကြီးထွားဖို့အခွင့်အလမ်းတစ်ခုပါ။နံပါတ်၆စိတ်နဲ့စိတ်ထားကအရေးကြီးပါလေ။ပြူစဘောစိတ်နဲ့စိတ်ထားကအခွင့်အရေးတွေကိုမြင်စေပြီးကံခဲတွေကိုကျော်လွှားနိုင်စေပါတယ်။ နံပါတ်9ကျေးဇူးတည်တတ်မှုကအရင်ပါဘဝမှာဖြစ်ပျက်တဲ့အပြုသဘောအရာတွေကိုကျေးဇူးတင်တတ်ပါနံပါတ်10ခွင့်လွှတ်ခြင်းကလွတ်မြောက်စေတယ်မိမိကိုယ်နဲ့တခြားသူတွေကိုခွင့်လွှတ်ပါနံပါတ်9ပျော်ရွှင်မှုကစိတ်ထဲမှာရှိတယ်စိတ်မှန်တဲ့ပျော်ရွှင်မှုဟာပြင်ပအရာတွေမှာမဟုတ်ပဲစိတ်အတွင်းငြိမ်းချမ်းမှုမှာရှိပါတယ်နံပါတ်30အရှိဆိုတာစွန့်ရင်တစ်ခုပါအရှိဟာစွမ်းအားကြီးမားတဲ့အရာဖြစ်ပြီး ကမ္ဘာကိုပြောင်းလဲနိုင်တဲ့အစွမ်းအားရှိပါလေ။နံပါတ်7မိသားစုဆိုတာအရှိကအုံမြစ်ပါ။မိသားစုဟာအရေးကြီးဆုံးအရာဖြစ်ပါလေ။နံပါတ်7မိတ်ဆွေစစ်ဆိုတာဘဏ္ဍာတစ်ခုပါ။တင်းကိုအားပေးဖေးမမယ်။မိတ်ဆွေစစ်တွေကိုရွေးချယ်ပါ။နံပါတ်7ကျမကြီးဆိုတာပစ္စည်းဥစ္စာတစ်ခုပါ။ကိုနဲ့စိတ်ကျမကြီးကိုယူဆိုင်ပါ။နံပါတ်14ငွေကြေးစီမံခန့်ခွဲမှုလိုအပ်တယ်။ငွေကြေးလွတ်လပ်မှုရဖို့ငွေကြေးကိုအရှိကံကြကြစီမံပါ။ နံပါတ်5အချိန်ဆိုတာတမိုးရှိတယ်အချိန်ကိုထိရောက်စွာအသုံးချပါနံပါတ်6ယူသားမှုဆိုတာ ကိုကျင်တရားတစ်ခုပါမိမိကိုယ်ကိုယ်နဲ့တခြားသူတွေကိုယူသားပါနံပါတ်7တာဝန်ယူမှုဆိုတာရင့်ကျက်မှုပါကိုယ့်အပြုအမူနဲ့စကားတွေအတွက်တာဝန်ယူတတ်ပါနံပါတ်8လေးစားမှုဆိုတာအရှိခံပါတခြားသူတွေနဲ့ကွဲပြားမှုတွေကိုလေးစားပါနံပါတ်9ပေးကမ်းခြင်းဆိုတာရရှိခြင်းပါအပြန်မျှော်လင့်ချက်မရှိဘဲပေးကမ်းခြင်းဟာပျော်ရွှင်မှုကိုယူဆောင်လာနိုင်ပါတယ် နံပါတ်20ဘဝဆိုတာလက်ဆောင်တစ်ခုပါဘဝကိုပြည့်ဝစွာနေထိုင်ပါနေ့ရက်တိုင်းပျော်ရွှင်နိုင်ပါစေ